်စွာဘုရားကဝေဒာလီပြည်ကိုယတနာတုတ်ကြီးဟောဖို့ကြွတာကြားဝင်နော်ဝေဒာလီပြည်မှာဟုတ်လားဘေးကြီးတွေဆိုက်လို့ဘလို့မှကုစားလို့မရလို့ဘုရားမရှိတဲ့တန်ခါတော်တွေကိုပင့်ဖို့ကြိုးစားကြတာဟုတ်လားအဲ့လိုမြတ်စွာဘုရားရာဇချိုမှာသတင်းသုံးနေတာမိမိသားရမင်းကြီးပိုင်တဲ့ရာဇချိုမှာဟုတ်လားအဲ့လိုမြတ်စွာဘုရားကြွားမင်းဆိုတော့အဲမိမိသားရမင်းကြီးကလည်းသူပိုင်တဲ့နေထီရောက်အောင်တကုံကုတ်ကားတွေတဲပြူတွေအကုန်ခင်းရာဇမတ်တွေအကုန်ကပန်းနေခြင်းဟုတ်လား မြတ်စွာဘုရားကိုထီးပြူနှစ်ချက်နဲ့ရဟန္တာ900ကိုထီးပြူတစ်ချက်စီဟောကဝေဒာလီကလည်းဘလို့ကြိုးနေတော့လိတ်ဆွေမင်းနေရအဲ့ဒီလိုပဲကြိုးနေတာရာဇကျိုးပိုင်တဲ့ထင်ရအောင်ဟုတ်လားအဲသေးပြူတွေခင်ရာသမတ်တွေကမပြောပြနေစိုက်ပန်းနေအကုန်လုတ်ပြီးတော့တော့ထီးပြူမြတ်စွာဘုရားကို၄ချက်ရဟန္တာတွေကိုထီးပြူနှစ်ချက်ဟာအဲ့တိုင်ကြိုးတာဟုတ်လားအပြန်ကြတော့ဒီ TV တွေကပို့တော့များလားဒီ view ၈ချက်ရန်တာတွေကို၄ချက်အဲ့ဒါလို့ကြိုး ဟုတ်လားကင်းကမြေထဲမှာနဲ့တင်နေကားတွေကမြတ်စွာဘုရားကိုပူဇော်ကြရတယ်။အဲ့ဒီခရီးစဉ်မှာအံ့ဩတာပေါ့နော်ပုထုဇဉ်ညာနေရအရန်အံ့ဩကြရတယ်။အော်မြတ်စွာဘုရားရဲ့ဘုံတော်ကအလွန်ကြီးပါလား။နော်ဒီရာဇုံနဲ့ဝေဒာတွေအိုးကြီးကြီးကိုဒီလိုမျိုးခက်ခန္ဓာနာကြီးကြွားသွားတာ။ညာနာတော့လေဒီလိုကြွားလာတာ။အဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ဂုံကြီးစုတွေဝိုင်းပြီးတော့ချီးမွမ်းညာတယ်။အော်မြတ်စွာဘုရားရဲ့ဖြည့်စည်းခဲ့တော့ဖြည့်စည်းတော်မူခဲ့တဲ့ပါရမီတရားတွေကအလွန်မှကြီးမားပါလား။ ဲ့ဒီမှာမြတ်စွာဘုရားအေးတဲ့အခုလို့နော်ရရှိတဲ့ဒီနော်ပူဇော်ခံရတယ်ဆိုတဲ့အကျိုးကျေးဇူးဆိုတာနော်ကိုတော့ဖြည့်ခဲ့တဲ့အာရမီတွေအများကြီးအဲ့ဒါတွေကြောင့်မဟုတ်ဘူးတဲ့ငါတခုသောဘဝတုန်းကငါပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအနည်းငယ်များရှိတယ်အဲ့ဒီအနည်းငယ်များသောကုသိုလ်ကောင်းမှုလေးကြောင့်ဒီအကျိုးကျေးဇူးကိုငါရတာဆိုပြီးတော့ရသော်ဘုရားဇတ်တော်လေးတခုခေါ်တယ်ဟုတ်လား ဲ့ဒီဘဝတော့ဘုရားလောင်းကသင်္ခပါလာလို့အမည်ရတယ်ပုံနာကြီးတယောက်ဖြစ်တယ်။အဲသူ့မှာသူတီမာလို့အမည်ရှိတယ်။အားလေးတယောက်ရှိတယ်။အဲ့ဒါအွယ်ရောက်လာတဲ့အခါကျတော့အဲ့ဒီသူတီမာကိုတက္ကသိုလ်ပြည်ကိုပညာသင်လွတ်တယ်။နော်ပညာသင်လွတ်တဲ့အခါကျတော့အဲ့ဒါတက္ကသိုလ်ပြည်ရောက်သွားတာပေါ့လေ။ရောက်တော့ဒီသားကသူကပါရမီထုခဲ့တဲ့သားလေး။ပညာသင်မှာပညာခဏနဲ့စုံတယ်ခဏနဲ့တက်တယ်။ဒါပေမဲ့သူ့ရဲ့စိတ်ရဲ့လိုအပ်ချက်ကပြည့်စုံမသွားဘူး။ ပညာတွေတော့တတ်တယ်ဒါပေမဲ့ तू နားလေခြင်းနေတာ तू သိခြင်းနေတာတွေကရက်ဆိုင်မသွားဘူးသူဆန္ဒကြီးအဲ့ဒါနဲ့ဆရာကြီးကို तू မေးတယ်လောကရဲ့အဆုံးကိုဘယ်လိုရောက်နိုင်မှာတော့ဘုနော်အမား तू ဒီဘုရားပြည့်စေကဘုရားဖြစ်မဲ့အမျိုးကောင်းသားပဲဟုတ်လားဆရာကြီးတို့ရဲ့ပညာမှာအစအဝသာမြင်နေအဆုံးကိုမမြင်ဘူးနော်အဆုံးသက်ကို तू မတွေ့ရဘူးအဆုံးသက်မရှိဘူးဆိုလဲခံနေတာဟုတ်လားလောကရဲ့သဘော ဟုတ်လား तू နားလေဘယ်မှမရောက်ဘူးဒီနားတိုင်းခြားခြားလဲနေတာဆိုတိတယ် तू အဆုံးသတ်ခြင်းဒီပြောရင်ဒီဒုက္ခတွေကိုဘာလို့အဆုံးသတ်ခြင်းဘုန်းတော်ဘဝတကယ်တမ်းဘာလို့နေရနော်လဲနေရနော်အမနဲ့လင်းလာတဲ့အိရာထားတဲ့လှုပ်ရှားခဲလဲရှိလို့စားရတော့တယ်ဟာညာအိပ်ပြန်ပြီနောက်နေ့မနဲ့လင်းလာတယ်ဟာလဲနေတာဘယ်နဲ့ရှိပြီတော့နော်ဘယ်နှလားရှိပြီတော့လဲနေတာဟုတ်လားအဲ့လိုပဲမွေးပွားလာတဲ့အိုမင်းကြီးရောတဲ့တေဆုံးသွားတယ်နောက်ထပ်ထပ်ပြီးတော့ဘဝပေါ်မှာ နားလည်မှုမပြည့်စုံတဲ့အခါကျတော့မက်မောတယ်မက်မောတော့ဘဝကထက်ရပြန်တယ်ရတော့တခါမွေးဖွားပြန်တယ်ဒီလိုနဲ့လဲတန်ရရာလဲနေတယ်အဆုံးကိုမရောက်ဟုတ်လားအဲ့အဆုံးကို तू ကမေးတဲ့အခါကျတော့ဆရာကြီးကလည်းနားလည်တယ်ငါမသိဘူးတဲ့အဲ့ဒီအဆုံးကိုအဆုံးကိုသိတဲ့လူကအိုးကန္ဓမာရဏတောင်မှာတရင်သုံးနေမပြည့်စုံတာဘုရားအရှင်မြတ်တွေရှိတယ်သူတို့သိတယ်အဲ့ဒါသူတို့သွားမေးလို့ပြောတယ်အဲ့ဒါနဲ့သူတိမသွားမေးတော့ မင်းငါတို့လိုဒီလိုမျိုးဥပီကရုံတုံးပြီးတော့ဒီလိုလေးဝတ်နေမယ်သင်္ကန်းဝတ်မယ်ဆိုရင်ပြောပြမယ်လို့ပြောတာသူသင်္ကန်းဝတ်လိုက်တယ်မကြခင်မှာပဲပြစီကပေါ်တာဖြစ်တယ်ငငယ်ရွယ်နဲ့ဖြစ်သွားတာနော်အကြောင်းသားရွယ်လေးပါပဲအဲ့ဒါဆုံးကန်ကြွလာတယ်အာအဲ့ဒီတက္ကသိုလ်ပြအလွန်ကြီးညိုရတယ်သူသူဒီမှာပြစီကပေါ်တာဆိုပြီးတော့ဟုတ်လားဒါပေမဲ့သူ့ရဲ့ကံတရားကဘဝမှာအချာကြီးနေဖို့လုပ်ခဲ့တဲ့ကံတရားပါမလားဘူး သက်တူတူလေးနဲ့ပြိဋိနိဗ္ဗာန်ဆံသွားတယ်။ဘုန်းတို့ဘာမှမသိတဲ့ပုထုဇဉ်မျက်လုံးနဲ့ကြည့်မှဆိုနှမျောစရာကြီးပေါ့နော်။ဒါပေမဲ့ဘဝကဆုံးသက်သွားတယ်။ပြိစိကဗုဒ္ဓဖြစ်ပြီးတော့ဆုံးသက်သွားဆိုတော့ယန္တာပုဂ္ဂိုလ်တွေကသူတို့ပြိဋိနိဗ္ဗာန်ဆံမဲ့နေကိုနော်လာဃစားတွေဟာလာဃတုတ်ရက်ကိုစောင့်တယ်လို့စောင့်တယ်လို့ပြောတယ်။သူတို့ကလာယုံနာကိုအပြစ်မမြင်တဲ့အခါကျတော့တေးရမှာမဖြစ်နေတာနော်။ကြောက်တယ်နော်။ဒါလေးလည်းနားလည်ဖို့လိုတယ်ဟုတ်လား။ပြောကြပါစို့တို့တို့ပြောကြပါစို့။အဲ့ဒါသူပြိဋိနိဗ္ဗာန်ဆံသွားတော့ သူ့ရဲ့အယိုးတတ်တော်လေးကိုဇီဒီလေးတည်ထားဇီဒီကလည်းအကြီးကြီးမဟုတ်ပါဘူးအထိမ့်မှတ်ကလေးဇီဒီလေးတည်ထားဟုတ်လားအဲ့ဒါဟိုမှာကြံရိပ်ခဲ့တဲ့ဖခင်ကြီးသင်္ခပါလပုံနာတစ်နှစ်နဲ့လဲตาပြန်မလားနှစ်နှစ်နဲ့လဲပြန်မလားတရင်လဲမကြားဟုတ်လားအဲ့ဒါနဲ့ဘလို့မှမနေနိုင်တော့လိုက်သွားလိုက်သွားတဲ့အခါကျတော့သူ့သားသူ့တီမကိုမေးတဲ့အခါကျတော့မြို့သူမြို့သားတွေကအဲသူ့တီမကိုတွေ့ကျင်လာလိုက်ခဲ့ရွှေအဲ့ဒီဇီဒီလေးရှိတဲ့နေရာခေါ်သွားတယ်ဒါပဲကြံတော့တယ် ဘလို့မှဖြေလို့မရအရှင်မစီတီငိုကြွေးပြီးတော့ဘုရားလုံးကြီးခံစားရတာပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့သားရဲ့ဇီရီလေးကိုကြည့်ပြီးတော့သူဘာလုပ်တော့သူဆောင်းခဲ့တဲ့ ठी လေးကိုငါသားဇီရီလေးနေမကူပါစီနဲ့ဟုတ်လားအဇီရီလေးရဲ့ထိတ်အဲ့ဒီ ठी လေးကိုကျိုးလေးနဲ့ကပ်ချီတာနော်သူ့သားရဲ့ဓာတ်တော်လေးကိုနေမပူပါစီနဲ့ငါသားရဲ့ဇီရီရှင်မြင်လေးတန့်ရှင်းပါစီနားမှာရှိတဲ့တဲတွေပါလေကျုပ် ကျုံလည်းအသေးလေးခင်းဟုတ်လားတောပန်းတောင်ပန်းလေးတွေခူးပြီးတော့တားရဲ့စီတွေကိုသူပူဆော်တယ်နော်သူလုတ်ခဲ့တာအများကြီးမဟုတ်ဘူးနော်ဟုတ်လားတဲပြူခင်းနိုင်ရှိရဲ့သပင်စင်းလေးတွေစိုက်ပေးမယ်ပန်းမင်းလေးတွေစိုက်မယ်ရှိတဲ့ပန်းလေးတွေနဲ့ပန်းအိုးလေးထိုးမယ်နော်စီတွေတော့ဘာလို့ထီလေးနဲ့လည်းမိုးပေးမယ်ဟုတ်လားအဲ့လိုလုတ်ခဲ့တာနော်အဲ့ဒီလုတ်ခဲ့တဲ့ကုသိုလ်ကခုမြတ်စွာဘုရားဖြစ်လာတဲ့နော်ဘဝမှာ လာပြီးတော့အကျိုးပေးတာဘယ်ဘယ်ချိန်မှလာအကျိုးပေးတာနော်ရာဇယုံနဲ့ဝေဒာလေးကိုကြွားတဲ့အခါမှာအကျိုးပေးတာအဲ့ဒီမှာမြတ်စွာဘုရားဒီဂါထာလေးကိုဟောတာနကုတုကောင်းဖို့ဆိုတာအကြောင်းအားလေးကိုဆိုတာပြုတ်ွင့်ကြုံလာရင်ပြုတ်ရတယ်ဟုတ်လားနည်းနည်းလေးသောကုတုကောင်းမှုကိုပြုတ်တော်လည်းပဲအကျိုးရလာနည်းတယ်လို့အဆိုနိုင်ဘူးအဲ့ဒါဆက်ဆက်ပြီးတော့စောစောကဂါထာလေးကိုဟောတာ